အားလုံးမင်္ဂလာပါကျွန်တော်ဒီအပတ်မှာတော့ငခုကင်နာတော်ဘုံမှာကျွန်တော်ကကင်မွန်းချင်ရွက်နဲ့ရောချက်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စာချက်လိုက်ရအောင်ကင်နာတော့ကျွန်တော်တို့ငခုကင်ပေါ့နော်ငခုကင်ကျွန်တော်ဈေးရနေဝယ်လာတာအဲ့ဒါကိုမှကျွန်တော်အတုံးလေးတွေပြန်ပြီးတော့ထည့်ထားလိုက်ပေါ့နော်ဒါတော့ကျွန်တော်ငခုကင်ပေါ့နော်ငခုကင်ကိုမှအတုံးလေးတွေပြန်ဖဲ့ထားတာကျွန်တော်အရင်ဆုံးစီရင်နေထည့်ပေါ့နော် အကျောင်းစီပူလာပြီဆိုတာနဲ့ကျွန်တော်ဒီမှာလီးထားတဲ့ကျက်သွုံဖြူနဲ့ကျက်သွုံညီကိုဒီခါလေးစီတက်ဖို့တော့ထည့်လိုက်မယ်ကျက်သွုံဖြူကျက်သွုံညီကိုစီတက်ထားတဲ့အချိန်မှာကျွန်တော်ကဒါကတော့ဟိုအောင်ပေါ့နော်ငိတ်ပြီးအညီတောက်အောင်မှာကျွန်တော်တို့ရှင်ွင်းမုတ်လေးနည်းနည်းနဲ့ဆက်ပနေနည်းနည်းနဲ့ထောင်းထားတာပေါ့နော်အဲ့ဒါလေးထည့်လိုက်မယ် curry paste လေးပေါ့နော် မြေကြီး6နဲ့ဆီတက်နေတဲ့ချိန်မှာကျွန်တော်ကမပီလေးပေါ့နော်ဒီမပီလေးနဲ့နေထက်တောင်းဖြစ်ပါတယ်နိုင်ရေမှုရောနောက်ပြီးမှဒီမှာမြေကြီးဈေးလေးပေါ့နော်တောင်းလိုက်တယ်နေထက်လိုက်တယ် chica de quemar a que de chica la cái thứ này cho nó chỉ ta thà lại nhai mũi này của nó mũi là bây giờ nhưng mà ta rồi nhiều lâu rồi cái mũi chèn này nó thế này nó à nó cái mũi chèn này bởi ở đầu cho nó à và cái 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 tiền chửi thà của nó nên xây 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 thì nó được chửi ở đầu nên lâu rồi đó à thế này đấy ဒီမွှေချင်ရုပ်ကိုထည့်လာပြီးတော့အချင်းရောနည်းနည်းညူးသွားအောင်ပါဒီလေးနည်းနည်းထည့်လိုက်ပါတော့မူရာနဲ့လည်းအရင်နှက်ခဲ့တာပဲ။ဒါကမျိုးချင်ရတာပြည့်စုံတယ်။ဘောက အရေးပြောတာလို့ဆိုရင်ကျွန်တော်ကဒါအစကရှေ့ထားတဲ့အဲ့ဒီအခုပြောမှာတော့အားထည့်လိုက်တာလိုက်ရင်ကျွန်တော်အသားထည့်ပြီးတော့လည်းနည်းနည်းကြည့်ရအောင်ဒါတော့ယူပါတော့ဒီခွက်တော့လာကျွန်တော်ထည့်လိုက် ရေထည့်တဲ့ကျွန်တော်ကဒါကတော့ညလာဖို့နည်းနည်းထည့်တယ်။ဒီကတော့ညညရေပေါ့နော်။ညညရေလေးနည်းနည်းထည့်ကျွန်တော်တို့ခဏလေးတည့်ထားလိုက်10မိနစ်လောက်ပေါ့နော် တော့အခင်းကလုံးဝမှုရေးပြီးတော့လုံးဝကျက်သွားပြီနော်အဲဆိုတော့ကျွန်တော်ကဒီကောင်ကိုကျွန်တော်ခုတည့်ထားတာဟိုအောင်ရှိသွားပြီပေါ့ကျွန်တော်တည့်ထားတာ7မိနစ်7မိနစ်55မိနစ်လောက်ရှိသွားပြီဆိုတော့အခင်းကအကြီးလေးနည်းနည်းခမ်းလာပြီအနှစ်လေးလေးလောကကြည့်အောင်အနှစ်တရားလောကခက်တိခက်တိဖြစ်သွားပြီဒါလားရန်လည်းမှုရေးနေနော်အဲဆိုတော့အခင်းကကျွန်တော်တို့ဒီနေထားအတော်ပဲကျွန်တော်လည်းကျွန်တော်ကျွန်တော်ကအဆောင်အခင်းကဒီပြေးလိုက်မယ်ကျောင်းဟင်းလဲ ကျွန်တော်ကကြက်သွားပြီဆိုတော့ကျွန်တော်ဒီခုရှင်နေစာမပကံနံပါတ်တစ်ခါလည်းပြင်လိုက်ပါဘောနော်ကဲကျွန်တော်တို့ခုဆိုရင်ဒါကတော့ငခုကင်အောင်မှာဘောနော်ကင်မွန်ချင်ရွက်လေးနဲ့တေချာလေးနှက်ထားတာပါရန်စားကောင်းပါတယ်ချက်စားကြည့်နော်အိမ်မှာတက်တန်လေးချက်စားကြည့်ပါ